လာကဘာတီတက်မယ်လို့ကြုံရတဲ့အထိချမ်းသာခဲ့ပေမယ့်အခုနွမ်းပါနေရဲ့ဘဝအခြေအနေကိုဓာတ်ပုံတပုံနဲ့ထွက်ပေါ်လာတဲ့ချမ်းမိမိကိုပရိသတ်များအလုံးမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါရယ်ပရိသတ်တို့ရဲ့ချစ်တော်မင်းသမီးလေးချမ်းမိမိကိုဟာတတိကြီးတဦးနဲ့အိမ်ထောင်ကြပြီးတော့လူအများရဲ့အားကြခြင်းကိုခံခဲ့ရတဲ့မင်းသမီးတဦးပါ မေသမီးလေးချမ်းမိမိကိုရခင်ဘောဖြစ်သူကလည်းဇနီးဖြစ်သူချမ်းမိမိကိုနယ်လာကဘာကိုဟန်နီမွန်ခရီးထွက်နိုင်အောင်ကြိုးစားမယ်လို့ပြောခဲ့ပေမယ့်လက်ရှိအနေအထားအရတော့ချမ်းမိမိကိုတယောက်ကလေးနှစ်ယောက်နဲ့အယုံခံနေရပါတယ် မြန်မာနိုင်ငံရုပ်ရှင်လောကမှာတခင်တကာကအမြင်ကြော်ကြားခဲ့တဲ့ချမ်းမိမီကိုကိုသိကြပါလိမ့်မယ်။မင်းသမီးကျော်လေးချမ်းမိမီကိုဟာရုပ်ရှင်မင်းသမီးဘဝမဖြစ်ခင်ကမော်ဒယ်တယောက်ဖြစ်နေရည်တည်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ချမ်းမိမီကိုရဲ့ချောမလာပါရဲ့မျက်နှာကြော်ရှင်တဲ့ခန္ဓာကိုယ်အချိုးအစားတွေကြောင့်မင်းသမီးတယောက်ဖြစ်လာခဲ့ပြီးတော့သူမရဲ့တရုပ်ဆောင်ကောင်းမှုတွေကြောင့်ပရိသတ်တွေအခိုင်အမာရရှိခဲ့ပါတယ်။ချောမလာပါတဲ့ချမ်းမိမီကိုရဲ့ဘေးမှာပူရိသတွေကလည်းဝမ်းဝမ်းလည်နေရပါဘူး။ မော်ရယ်တယောက်ဖြစ်တဲ့အပြင်မင်းသမီးတစ်လက်အနေနဲ့ဇက်ကားတွေရိုက်ကူးရတဲ့အတွက်ချမ်းမီမီကိုရဲ့အနားမှာစပွန်ဆာတတိကြီးတွေကလည်းအများကြီးရှိနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့မင်းသမီးလေးချမ်းမိမိကိုတရားတထေးကြီးကိုစိုးထုံးရှိန်နဲ့ချွတ်ကြိုက်မိပြီးတော့သူတို့ရဲ့လက်ထက်မင်္ဂလာပွဲကိုတကန်တနာကျင်းပခဲ့ပါတယ်။ဒီလိုမျိုးခန်းနားမှာပုရိသတွေဝိုင်းဝန်းလည်နေတဲ့မင်းသမီးကျော်လေးချမ်းမိမိကိုကိုပိုင်ဆိုင်လိုက်ရတဲ့အတွက်ကြောင့်ကိုစိုးထုံးရှိန်တယောက်ကတော့အပျော်ကြီးပျော်နေခဲ့ပါတယ်။တထေးကြီးဦးစိုးထုံးရှိန်တယောက်အပျော်ကြီးပျော်ပြီးတော့သူ့ရဲ့ဇနီးကျော်လေးနဲ့လာကဘာတီတက်ပြီးဟန်နီမွန်ခရီးထွက်နိုင်အောင်စူးစမ်းသွားအောင်မယ်လို့ဆိုခဲ့ရပါဘူး။ ဒီလိုမျိုးသူတို့နှစ်ယောက်ရဲ့လာကဘာတက်မဲ့အကြောင်းကတော့အဲ့ဒီတုန်းကလူတွေကြားမှာရေပန်းစားအလူပြောများခဲ့ပါတယ်။တထေကြီးဦးစိုးထွန်းရှိန်နဲ့မော်ဒယ်မင်းသမီးကျော်လီချမ်းမီမီကိုတော့လင်မယားနှစ်ယောက်ဟာတာယာပျော်ရွှင်ပွဲရာအင်ထောင်ကြီးကိုလည်းပိုင်ဆိုင်ထားခဲ့ပါတယ်။ဒါပေမဲ့လည်းချမ်းမီမီကိုရိုဇုံလေးလေးကပျော်ရွှင်တာယာတဲ့အိမ်ထောင်ကြီးမှာကြကြမဆန်စားလိုက်ရပါဘူး။တတိယကြီးဦးစိုးထွန်းရှင်ကနိုင်ငံတော်အခွန်ပေးဆောင်ရန်ပြက်ကွက်မှုနဲ့ဖန်စီထိန်ထိန်ခံခဲ့ရတာပါ။ မင်းသမီးချမ်းမိမိကိုတယောက်ကတော့ခင်မုံဖြစ်သူတထေကြီးကိုဆုံထုံးချိန်နဲ့ရရှိခဲ့တဲ့ကလေးနှစ်ယောက်နဲ့အတူစိတ်မကောင်းစွာနဲ့ပဲကြံရိတ်ခဲ့ပါတယ်။မင်းသမီးအလုပ်ကိုတောင်ဆွလို့ပြီးတော့တထေကြီးကိုဆုံထုံးချိန်နဲ့လက်ထပ်လိုက်ပေးမယ်လို့အခုချိန်မှာတော့ကလေးနဲ့အတူအဖက်တင်ကြံနေခဲ့ရတဲ့ချမ်းမိမိကိုရဲ့အဖြစ်ကတော့ဝမ်းနည်းဖို့ကောင်းလာပါတယ်။ချမ်းမိမိကိုရဲ့လက်ရှိအနေအထားကိုမကြခင်ကဓာတ်ပုံတပုံရရိုက်ကူးရရှိခဲ့ပါတယ်။ချမ်းမိမိကိုအခုချိန်မှာအရင်ကအနေအထားမျိုးနဲ့လုံးဝကွာခြားသွားပြီးတော့ကလေးတွေကလည်းနွမ်းပါနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အ က်ကြီးသွားပြီးတော့အဆင်မပြေတဲ့အနေအထားကိုရောက်နေပေမဲ့သူမရဲ့အပြုံးအလားတရားတွေကတော့အသက်ဝင်စေတောက်ပါစေဖြစ်ပါတယ်။အခုတော့ချမ်းမိမိကိုတယောက်သူမရဲ့ဘဝတစ်စစ်ချိုးအပြောင်းလဲကြီးကိုတန်ဝေကရသွားတာကြောင့်ကလေးတွေကိုပြုစုဆောင်ရှောက်ရင်းနဲ့တရားဘဝနာတွေကိုပွားများအားထုတ်လျက်ရှိနေပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တို့အနေနဲ့မင်းသမီးကျော်လေးချမ်းမိမိကိုရဲ့အဖြစ်ကိုကြည့်ရှုပြီးတော့ပစ္စည်းတင်ခါရလူတင်ခါရဆိုတဲ့အတိုင်းလောကဓာတ်တရားကြီးကိုကြံကြံခံနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။